အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစုဒီနေရာကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ရပါတယ်အဲ့တော့ sorry ပါမတတ်ဆမ်းစားလို့အဲ့တော့ကျွန်တော်ငါလည်းငါငါလည်းရေးတွေ့ငါငါကြီး UI လားမသိ ဒါပါအဲ့တော့လည်းကျွန်တော်တို့ဒီနေ့မနက်ခင်းမှာတော့ဒါကျွန်တော်လီဗာပူးနဲ့ပတ်သက်ပြီးတော့မနက်ခင်းမှာဒီနေ့နေ့လေခင်းမှာတော့ဒါကျွန်တော်တို့လီဗာပူးနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့စကားပြောဖို့တော့လိုလာပြီပေါ့နော်လီဗာပူးနဲ့ပတ်သက်ပြီးလက်ရှိမှာပြောင်းရွှေ့နေတာတော်တော်လေးကိုဒါကျွန်တော်တို့ကြံကြံတန်းတန်းဂိုင်တွေ့ဖို့တော့လီဗာပူးတင်းနေနဲ့အစတင်ပြီးတော့ဟန်ဒယ်လုပ်ဖို့တော့ဒါစူးစမ်းလာခဲ့တယ်ပေါ့နော်အဲ့တော့ဒါအီဘရာဟင်ကူနာတေးနဲ့ပတ်သက်ပြီးလီဗာပူးကတော်တော်လေးကိုဒါကျွန်တော်သတ်မှတ်ချက်တစ်ခုချလိုက်ပြီအဲ့တော့ဒီရပိုင်းတွင်း ဒီအေပေါ်ဒီလာပိုင်းအတွင်းပေါ့နော်ဒါကျွန်တော်တို့ဒါစောင်းရသည်အပြောင်းရွှေ့မရောက်ခင်အထိကုလာတီးအနေနဲ့တို့လက်ရှိတတ်မှတ်ထားတဲ့တတိယမြောက်ဒါကျွန်တော်ကန့်လန့်မှုပေါ်မှာ reaction တခုခုပေးဖို့အတွက်ဒါကျွန်တော်ကစားသမားတို့တရားဝင်ပြောလိုက်ပြီဖြစ်တယ်ပေါ့နော်အဲ့တော့အဓိကဒီနေရာမှာဒါဘာလို့ဒီလိုမျိုးပြောလိုက်လဲဒါဒီနေရာမှာဒါစိတ်ဝင်စားဖို့ကောင်းနေတာကျွန်တော် parallelity အများကြီးရှိအဲ့ဒါလေးကိုလည်းနည်းနည်းလေးရှင်းပြရအောင်ပေါ့နော် Ibrahim Konate ကိုလက်ရှိမှာ Liverpool ဘက်ကနေအသိပေးလိုက်ပြီတတရမြောက်စာချုပ်ပေါ်မူတည်ပြီးသူ့နယ်ချုပ်ပါလားမချုပ်ဘူးလားဆိုတဲ့ဒါကျွန်တော်တို့ဆုံးဖြတ်ချက်ကိုပြပြသားသား Liverpool အသင်းနဲ့သိကြတယ်အပြည့်ကရှင်းတယ်ဘာလို့သိကြတယ် Liverpool အသင်းနဲ့လက်ရှိဒါကျွန်တော်တို့လာမယ့်ရပိုင်းတွေလာမယ့်လာပိုင်းတွေ international တို့ကျွန်တော်ဟိုဗာလဲ အပြောင်းရွှေ့ရာသီမတိုင်ခင်မှာအီဘရာဟင်ကူနာတေးရဲ့ဒါကျွန်တော်တို့ဆွန်ဘက်ချန်နယ်ပတ်သက်ပြီးတခုခုများသိရပြီဆိုရင်တော့အီဘရာဟင်ကူနာတေးကိုလာမင့်ဒါကျွန်တော်တို့ဆောင်းရသည်အပြောင်းရွှေ့မှာအယောင်စေးတင်မတင်ကိုဆုံးဖြတ်သွားမယ်လို့သိရတယ်မှာပါတယ်လီဗာပူးတင်ကတော့ရှင်းပါတယ်အီဘရာဟင်ကူနာတေးကိုလာမင့်6လတင်မှာအလွတ်နဲ့လွယ်လွယ်ကူကူဒါအတင်းကထွက်ခွာဝင်ပြေးဖို့အတွက်အစီအစဉ်လုံးဝမရှိဘူးသူတို့အနေနဲ့ဒါကျွန်တော်လက်ရှိမှာတတိယမြောက်စာချုပ်ကိုဒါကျွန်တော်ချုပ်ဝင်ချုပ်မချုပ်ဘူးလို့ဒါအတိပေးလိုက်ပြီဆိုရင်တော့ဒီကစားသမားကိုဒါကျွန်တော်တို့လာမင့်ဒါ စောင်းအဒီအပြောင်းရှင်မှာ transfer listed လုပ်သွားမယ်လို့သိရတယ်မှာပါတယ်အဲ့တော့ဒါကုနာတေးနဲ့ပတ်သက်ပြီးကုနာတေးကလက်ရှိမှာသူ့နာခံနဲ့ပတ်သက်ပြီးတခုခုဆုံးဖြတ်ရတော့မယ်ဒါပြောချင်တာရှင်းပါတယ်အကေကုနာပေါ်လီဘရတာစောင်းအဒီအပြောင်းရွှေ့နာနီမာဒါကျွန်တော်တို့စာချုပ်ချုပ်မယ်မချုပ်ဘူးမသိသေးဘူးဆိုရင်တော့ကစားသမားအယောင်ဆေးတင်လိုက်တော့မယ်ပေါ့နော်အဲ့တော့လက်ရှိမှာလီဗာပူးကကောင်းကောင်းကြီးတည်တဲ့အကြောင်းအရာတခုရှိတယ်အဲ့ဒါကပါလဲဆိုလီဗာပူးအသင်းတွေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့အီဘိုင်ကုနာတေးကိုစိတ်ဝင်စားတဲ့ကလပ်တွေရှိတယ်ရီယယ်မက်ဒရစ်ကလက်ရှိမှာဒါကျွန်တော်တို့သိကြတဲ့အမေဒါအီဘိုင်ကုနာတေးကိုအဲ့လောက်ထိရင်မခုန်တော့ပေမဲ့သူတို့အနေနဲ့ခံစားပိုင်းရလိုအပ်ချက်ရှိတဲ့အကြောင်းအီဘိုင်ကုနာတေးကိုခေါ်လို့ခေါ်စီခြင်းတည်တဲ့ပုံမှာ ရှိတယ်။ဒါလည်းလက်ရှိနောက်ပိုင်းမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းလာတာပါယမျိုးနဲ့တည်း။ပါယမျိုးနဲ့တင်းနဲ့သူတို့ရဲ့လက်ရှိတာခံစားမှုဖြစ်တဲ့ဥပါမီကာနိုကစာချုပ်တွေမချုပ်သေးတဲ့အတွက်ကြောင့်မို့ပြီးတော့လာကောလာဟန်လာတွေကဥပါမီကာနိုကိုလည်းဒါကျွန်တော်တို့လက်ရှိ ဒါရီယမတ်တွေအတင်းကလေးခေါ်ယူဖို့အတွက်တရားဝင်စိတ်ယူအဲ့တော့ဒီနိုင်ငံကပေါ်တဲ့ parallel ဆိုတော့အဲ့ဒါကြီးပြောတာပေါ့နော်အဲ့တော့ဒီကျွန်တော်တို့အချစ် triangle လာလေးလည်းဖြစ်သွားနိုင်နေတာမှရှိအဲ့တော့ဘိုင်ယန်မီနဲ့အတင်းကလေးလက်ရှိမှာအူပါမီကာနုအတင်းကနေတာလက်ရှိကူနာတီလိုပဲအလွတ်နဲ့ထွက်သွားနိုင်တဲ့အနေအထားတစ်ခုကိုရောက်လာခဲ့တဲ့အတွက်ကြောင့်မလို့သူတို့နဲ့ကူနာတီကိုဒါကျွန်တော်ဇီးသက်သက်သာသာနဲ့ရမယ်ဆိုရင်တော့ခေါ်ယူသွားနိုင်တာမှရှိတယ်ဒါမနစ်ကလေးကလည်းဒါကျွန်တော်ဘိုင်ယန်မြူးနဲ့အတင်းနေတာကျွန်တော်လီဗာပူးအတင်းနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိပြီးသားဖြစ်တယ်လီဗာပူးအတင်းနဲ့ဘိုင်ယန်မြူးနဲ့အတင်းကကြားထဲမှာဒါရှော့တွေးဆုံပြီးတော့ဒါအူလီစီရဲ့အပြောင်းရွှေ့ဒီကိစ္စကိုလက်ရှိမှာဒါကျွန်တော်တို့ဒါကူနာတီရဲ့အပြောင်းရွှေ့ဒီကိစ္စကိုဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းကို ေဒါကျွန်တော်တို့အဲပလက်တီကိုကသူ့ရဲ့ Twitter ဆာမင်းတော်မှာဒါလုံခဲ့တဲ့လုံခဲ့တဲ့ရက်ပိုင်းလောက်ကသူ့အနေနဲ့ရေးသားထားခဲ့တဲ့အတွင်းအဲ့တော့ကောလဟန်လာတွေကဒါကျွန်တော်ကူနာတီနဲ့အူပါမီကန်တို့မှာအလဲအလဲဖြစ်သွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့တယ်မှာပါတယ်။ဥပါမီကန်တို့ကဒါကျွန်တော်လီဗာပူးအသင်းကယူဒါကူနာတီကိုဒါကျွန်တော်တို့ဒါကျွန်တော်တို့အဲဗါလေ ဘိုင်မီနဲ့တင်ကယူပေါ့နော်အဲ့တော့အကယ်မယူခဲ့ဘူးဆိုရင်တော့လာလက်ရှိမှာလီဗာပူးတင်ကနေအယောင်စီတင်ခဲ့မယ်ဆိုရင်တော့ကုနာရီကိုဒါဆိုတော့ဈေးသက်သက်သာနဲ့ရနိုင်မယ်ရှင်းတယ်ဒါလီဗာပူးကရှင်းတယ်ဗျာပြုဝင်လေပြောလာမယ့်6လတုန်းကအလကားပေးရမှာတဲ့ဆိုရင်ဒီကောင်ငါရောင်းချလိုက်မယ်ပြီးလီဗာပူးတင်တဲ့ခုလက်ရှိမှာတခု confidence ရှိတာလီဗာပူးတင်ကဒီနှစ်ဆောင်းပါဒီမှာခုနကပြောလို့လာမယ့်6လမှာအလွတ်ဖြစ်သွားနိုင်တဲ့ Crystal Palace ရဲ့ခံစင်မှုဖြစ်တဲ့မဂါကြီးကိုတို့ကရနိုင်မယ့်တဲ့ confidence ရှိတယ်အဲ့ဒါကလီဗာပူးတင်ကကုနာရီကိုဒါအယောင်စီတင်နိုင်မယ့် confidence လို့ပြောလို့ရမယ်တဲ့မှာပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးလက်ရှိမှာ BILD ကိုဒါကျွန်တော်တို့ Platinum Go ကိုဒါကျွန်တော် לשימם. New York တိုင်းဟို New York အဲ့ NY ဆိုတာ Athletic ပေါ့နော် Athletic ကိုဘက်ကနေရေးထားခဲ့တာ Liverpool တင်းကလက်ရှိမှာ Maguire ကိုဒီနှစ်ဆောင်းရသည်မှာ Core United Messi Confidence ကတဖြည်းဖြည်းပြန်များလာခဲ့တယ်။ဘာကြောင့်လဲ?ခိုင်းနေတဲ့ခုလက်ရှိမှာ Liverpool အသင်းနဲ့ဒါမနစ်ကနွေရာသီကသဘောတူထားတဲ့အချက်ကိုအခုချိန်ထိသဘောတူနေစေဖြစ်ပြီးတော့အကဲခေါ်မယ်ဆိုရင်တော့လာမယ့်6လာမယ့်လပိုင်းအတွင်းမှာဒါကျွန်တော်ဆောင်းရသည်အပြောင်းရှိမှာ Liverpool ခေါ်မယ်ဆိုရင်တော့ကစားသမားဘက်ကခေါင်းငင်မှုတော့ ready ပဲဖြစ်ပြီးတော့သူ့အနေနဲ့ကျွန်တော်က Crystal Palace အသင်းကိုထွက်ခွာဖို့တော့ ready ပဲ။ဒီနေရာမှာဒါ Maguire အနေနဲ့ကိုအသင်းကိုကိုပြန်ကြည့်တယ်ဆိုတဲ့ပုံစံမျိုးကိုလည်းဒါသူ့အနေနဲ့တွက်လို့ရတယ်။ဘာကြောင့်လဲဆိုတော့သူ့အနေနဲ့ တာကျွန်တော်လာမဲ့6လတိမာဒါကျွန်တော်တို့သူ့အနေနဲ့အလွတ်နဲ့ထွက်မှာကာယီအနေနဲ့တရားဝင်အသင်းကိုတည်ပြီးထားပြီးဖြစ်တယ်သူ့အနေနဲ့ပဲနင်းနဲ့မှဒါခရစ်စတန်ဘယ်လီမှာစာချုပ်တက်တယ်မတူဘူးဆိုတာကိုတော့သူကတရားဝင်ကုနာတိလိုအင်မလို့အဲမလို့ဟုတ်ပဲတော့တရားဝင်တည်ထားပြီးတာအဲ့တော့သူ့ကိုဒီ6လအကြံနဲ့ချင်းမရောင်းရင်တော့ပတ်ဆိုင်ရမယ်ဒါအကဲခရစ်စတန်ဘယ်လီစနဲ့မကာယီကိုရောင်းမယ်ဆိုပြဿနာတစ်ခုရှိတာကသူတို့အနေနဲ့ဒီ cancel buy အတွက် လူပြန်ဝယ်ဖို့အတွက်နည်းနည်းလေးတော့အုံနောက်စားနိုင်မယ်အနေထားမှရှိတယ်ဒါပေမဲ့အကဲခုနကပေါ့ဂါယီကိုအခုချိန်ရောက်အောင်ပတ်ဆိုင်ရမယ်လာမယ့်6လကျွန်တော်လုံးဝတပြားမှမရအောင်100%သိကြတယ်ကစားသမားလုံးဝ100%ထွက်မယ်ဆိုတော့ပြောထားပြီးသားအဲ့တော့ကုနာတီရဲ့ပတ်သက်ပြီးသားလီဗာပူးသင်းအရောက်ရှိတင်မယ်ဆိုတဲ့ဥစ္စာကဒါတိုင်းပဲလီဗာပူးသင်းကကကုနာတီကိုရောက်ဒါကျွန်တော်6လလောက်ကြံမဲ့ဂါယီကိုအဲ့ဒီပတ်ဆံနဲ့ပြန်ဝယ်ပြောချင်တာလီဗာပူးသင်းကငချင်းစီနဲ့ငချင်းပြန်ကြော်မယ်ဆိုတဲ့သဘောမှရှိတယ်ပေါ့နော်အဲ့တော့အဲ့ကြောင့်မလို့ရှိမှဒါလီဗာပူးသင်းကကော်ဖီနဲ့ရှိပြီးလီဗာပူးသင်းနဲ့လက်ရှိမှသူတို့ကစားသမားအရောက်ရှိတင်မယ်ဆိုဝယ်မဲ့သင်းနေရှိတယ်ဒါပြင်ကျွန်တော်ဒါချယ်ဆီသင်းကလည်းလက်ရှိမှဒါနောက်တန်းလူနဲ့ကြောင့်ကုနာတီကိုအကဲလီဗာ လိုဘူးသင်ကသာ ရောင်းချခဲ့မယ်ဆိုတော့6လပဲကြံတဲ့ကစားသမားဇေဇသက်သက်သာနဲ့ဝယ်နိုင်မဲ့အတွက်ကြောင့်မို့ပရီးမီးယားလိဂ်မှာ experience ရှိတဲ့ကစားသမားတစ်ယောက်အနေနဲ့ဒါ Chelsea သင်ကလည်းစောင့်ကြည့်နေတယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်နေခဲ့တယ်မို့အဲ့တော့ Liverpool သင်ကရှင်းပါတယ်ခုနတည်းကဘာလို့6လပဲကြံတဲ့အချိန်မှာဒါရောင်းစင်းကောင့်တင်နေဆိုရှင်းတယ်သူတို့အနေနဲ့ဂါယီကိုရနိုင်မယ်ဆို confidence ရှိတယ်ပြီးတော့သူတို့ကစားသမားကိုပတ်စံပေးပြီးဝယ်မဲ့အသင်းရှိတယ်ဆိုတော့ confidence ကြောင့် Liverpool သင်ကတော့ဒါအချိုးမပြေရင်ဒါဒီကောင် ရောင်းစစ်တင်မယ်ဆိုတဲ့အကွက်မျိုးလုပ်တယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်။လီဗာပူးတင်လည်းအခုလက်ရှိမှာဒါကျွန်တော်ဟာဗီအဲလီယော့ဒါကျွန်တော်အက်စတန်ဗီလာမှာနေရာမရတဲ့အပေါ်မှာလီဗာပူးတင်ကဘာမှပြုတ်လို့ဖို့မရှိဘူးလို့သိရတယ်မှာပါတယ်။ဟာဗီအဲလီယော့ကလက်ရှိမှာဒါကျွန်တော်တို့သိကြတယ်မယ်ဒါမိနစ်ပတ်မနစ်ပြည့်ပြီဆိုရင်ဒါကျွန်တော်တို့အဲလီဗာပူးတင်းကအဗီဒတ်ဝယ်ယူရမယ်ဆိုတဲ့အက်စတန်ဗီလာစာချုပ်ရှိတယ်။အက်စတန်ဗီလာကဒါကြီးကိုတသက်ဒါကျွန်တော်တို့ဟို ရှောင်နေတယ်ဆိုတဲ့ပုံစံမျိုးရောက်လာတယ်ဗောနော်ဟာဗီအယ်လီကိုလည်းဒါကျွန်တော်ဒီနောက်ပိုင်းပွဲစဉ်တွေမှာဒါမသုံးလာတာတွေရောဒါကျွန်တော်တို့ဒါပွဲထုတ်ဖို့အတွက်ညှင်းဆန်လာ Unai Emery နဲ့ဒါကျွန်တော်တို့လက်ရှိမှာမသုံးလာတာတွေရောဘာတွေဖြစ်နေတယ်ဗောနော်အဲ့တော့လက်ရှိမှာ Liverpool တင်းကတော့ဟာဗီအယ်လီကိုဒါကျွန်တော်တို့လက်ရှိဆိုးဆိုးဆီးပြန်ခေါ်မာလာဆိုတဲ့မိကွန်းတွေကိုပြည့် Liverpool ကရှင်းတယ်ဟာဗီအယ်လီကို Aston Villa စီကိုဒါပို့ကလေးကအပိသက်ရောင်းဖို့အတွက်ပို့ထားခဲ့တာဖြစ်ပြီးတော့တို့အနေနဲ့မိနစ်မိနစ်နဲ့ပါတို့အချိန်မီလုတ်ခဲ့တာဖြစ်တယ်ဟာဗီအယ်လီကိုလက်ရှိမှာ Liverpool တင်းကကွင်းလယ်ပိုင်းလိုအပ်ချက်တွေရှိနေခဲ့ပေမဲ့ဘယ်နည်းနဲ့မှဟာဗီအယ်လီကိုတော့ဆိုးဆိုးဆီးကိခေါ်မယ်ဆိုတော့ပြန်ခေါ်သွားဖို့အစီအစဉ်မ မရှိဘူးလို့သိရတယ်မှာပါတယ်။ဟာဗီအဲလိုအနေနဲ့အာစတွန်ဗီလာအသင်းမှာအာစတွန်ရောက်ကိုအက်စတွန်ဗီလာအသင်းမှာပဲဒါကျွန်တော်နှစ်ကုန်ထိဒါကျွန်တော်ယာဒီကုန်နဲ့ထိပေါ့နော်ယာဒီကုန်ထဲထိနေရမှာဖြစ်ပြီးတော့လီဗာပူးအသင်းကတော့ဒါကျွန်တော်တို့ဒါ ကိုလိုကလန်ကြီးဒါကျွန်တော်ပြန်ဆော့သွားမှာမဟုတ်ဘူးလို့သိရတယ်ပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီးလေဘဘူးကဆုံးဖြတ်ချက်ချထားပြီးသားဖြစ်တယ်လေဘဘူးနဲ့သူတို့နဲ့တခန့်ရပြီလို့ပြောလို့ရမယ့်အနေအထားတစ်ခုမှာအကဲအာဗီလေးနဲ့အသင်းစီကိုပြန်လာခဲ့မယ်ဆိုရင်တော့မှသူတို့အနေနဲ့ရှင်းပါတယ်ဒီကစားသမားဘယ်နည်းနဲ့မှဒါကျွန်တော်တို့စောစောစီစီပြန်ခေါ်ဖို့မရှိဘူးဆိုတာကိုတော့တရားဝင်ဒါကျွန်တော်တို့အသင်းဘက်ကနေပြီးကွန်ဖာမ်လုပ်ခဲ့တာကိုတွေ့ရမယ်တယ်မှာပါအဲ့တော့လေဘဘူးတင်တဲ့ခုလက်ရှိမှာဒါကျွန်တော်ဒီကြားရီထဲမှာဒါကျွန်တော်တို့ ကစားသမား stretch ကိုဆက်လုပ်ပြီးသားဖြစ်တယ်ဒီ drive win နေရာအတွက်ဒါကျွန်တော်တို့ဒါမိုဟာမက်ဆာလာရဲ့အနေအရကိုဒါရေရှည်ရအစားထိုးဖို့တောက်လျှောက်ဆက်ပြီးတော့ဒါကြိုးစားနေစေဖြစ်တယ်လက်ရှိကောလာဟာလာရဲ့တက်နေပုံအရဆိုတာကောလာဟာလာတော်တော်ပါပဲလက်ရှိဒါကျွန်တော်တို့ကောလာဟာလာရဲ့လုံးဝတက်နေပုံအရဆိုရင်တော့ဒါဟိုကျွန်တော်တို့အဲဂျရက်ဘူဝန်ပေါ့နော်ဂျရက်ဘူဝန်ကဒါကျွန်တော်တို့လေဘဘူးတင်ရတာ right wing နေရာမှာဒါကျွန်တော်ဆာလာကိုအစားထိုးနိုင်နေဆိုတဲ့အနေအထားမှာရှိရဆိုတော့ဒါတရင်ထွက်ပေါ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်မနိုင်ပါမကြိုက်ပါဘူး ပူဝမ်းနဲ့ဒါစာသားနဲ့ဘာမှမမဆိုင်တာပူဝမ်းကောင်းတာမှန်မယ်သူနာပေါ့ဝက်ဆမ်သူအသိမျိုးသားကောင်းတယ်လေမဘူးသိရင်တော့ဒါကျွန်တော်ဒီကောင်တာမန်ချီဆွမ်းမဲ့ရှိတာ ကျွန်တော်ကပုံမှန်လင်ပြဟာဗီကျွန်တော်ကကျွန်ရက်ဘူအောင်ကျွန်တော်ဒါအမှန်တိုင်းကျွန်တော်ကြိုက်တယ်ကျွန်ရက်ဘူအောင်ကျွန်တော်ကြိုက်တယ်ဝက်ဆမ်းမှာဆောင်းဝန်းသဘောကြရကစားမှာပါတယ်အရင်ဒါကျွန်တော်မနစ်ကဆိုခုကျွန်တော်ခုဒက်စတာမှာဘူအောင်သဘောကြရတယ်မှာပါတယ်ဒါပေမဲ့ဘူအောင်ကလက်ရှိမှာစာလိုက်ရနေရအောင်အစားထိုးနိုင်မယ်ဆိုတဲ့ဥစ္စာကကျွန်တော်တော့က personality ကဘူးရှစ်လို့ပဲမြင်တယ်လောလောကူကူနဲ့အဲ့ဒါကြီးကလုံးဝအတိတ်ပဲမရှိနိုင်တဲ့အနေထားလို့မြင်တယ်အဲ့တော့ကျွန်တော်ခုနကပြောအဲ့ဒီနာမည်တခုကိုကျွန်တော်သိပြီးတော့မကြောက်ဘူးလက်ရှိမှာဒါကျွန်တော်တို့ဘူကူတင် right wing နေရာမှာနံပါတ်1နေရာကတော့ OLC ပေါ့နော် OLC ကိုလက်ရှိမှာဒါကျွန်တော်တို့အနေနဲ့တော့ရှော့ဆွေးနွေးနေစေဖြစ်တယ်။ OLC နဲ့ပတ်သက်ပြီးတော့ Bayern Munich တင်းကလက်ရှိတို့ကစားသမားအရန်ကောင်းမှုတို့တို့အတွက်က ါဘောတော့အရန်သဘောချဖို့ကောင်းနေတဲ့ကြောင့်မသူတို့နေလွယ်လွယ်ကူမရောင်းချင်ဘူး။ OLC ရဲ့အနာဂတ်က OLC ပေါ်မှာပဲအများကြီးမူတည်သွားနိုင်လေကျွန်တော်နေမြင်တယ်။အခုချိန်ထိတော့ဆာလာရဲ့နေရာ replacement လုပ်ဖို့အတွက် OLC ကနံပါတ်1ပြေးနေစေဖြစ်တယ်လို့ပြောရတယ်။ဒါပေမဲ့ကျွန်တော်ဘူဝန်ကနာမည်တစ်ခုနဲ့ထွက်ခဲ့ပေမဲ့တကယ်တမ်း ဲ့လိုကြီးမဟုတ်ဘူးလို့လည်းမြင်ပါတယ်။နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုလက်ရှိမှာအသက်28နှစ်ရရလီဗာပူးရဲ့လက်ရှိတောင်မကစားဆုံးဖြစ်တဲ့ခီးဆာကူတော့နပိုလီအသင်းကခေါ်ယူဖို့တဲ့ဒီနေ့ဆောင်းအသည်မှာစတင်ပြီးတော့ကြိုးစားပန်းနေပြီလို့တင်ကြိုးကြိုးပန်းနေပြီလို့တင်ထွက်နေပါပြီ။အဲ့လက်ရှိမှာကခီးဆာအနေနဲ့ဘလောက်ပြီးသူ့အနေနဲ့ကောင်းတယ်ပဲပြောပြောဒါအာဒီဆိုရဲ့လက်အောက်မှာဒါကြောင့်နေရာရဖို့အတွက်ရုန်းကန်နေရတဲ့ကစားသမားတစ်ယောက်အနေနဲ့ဒါလီဗာပူးအသင်းကတော့ဒါကျွန်တော်တို့ဒီနေ့ဆောင်းအသည်မှာရောင်းချသွားနိုင်တယ်ဆိုတဲ့တင်ထွက်လာခဲ့တယ်။နပိုလီအသင်းကလက်ရှိမှာခီးဆာနေရာတော်တော်လေးကိုစိတ်ဝင်စားနေပြီးတော့ခီးဆာကိုဒါကျွန်တော်ခေါ်ယူဖို့အတွက်လည်းလီဗာပူးအသင်း စီကနေပြီးတော့調査သွားဖို့ရှိတယ်လို့သိရတယ်မှပါတယ်။အာရီဇော့နီရဲ့လက်ရှိမှာတော့ကေးဆောက်နေရာပေးမှလည်းမပေးဘူးလားဆိုတော့မသေးကွဲမှုတွေကိုအပြင်အခုချိန်ဒီဘာမှမသိရကြောင်းမလိုဘဘူးတင်ကလေးဒါနပိုလီတင်ကိုရောင်းချသွားဖို့တဲ့ပြင်ဆင်လာခဲ့တယ်။နောက်ကေးဆောက်ကရှင်းမှိုင်သူနေတာနင်းနေဆောင်ရတီမှလည်းထွက်ဖို့တဲ့ပြင်ဆင်လာခဲ့ပြီဆိုတဲ့သတင်းဒီပေါ်မှာတရားဝင်အတည်ပြုထားတာတွေ့ရတယ်။ဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆွေးနော် Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆပောင်းကိုကြည့်လို့ရပါတယ်။မြန်မာတဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်သောဒီနေ့ဖြစ်ပါစေ။စုမုံကောင်းတောင်းပီးနေပဲကျွန်တော် နောက်မှအေးအေးဆေးပြကြတာပေါ့တေးပါဗျ